နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေထွေးလိုက်လဲစွာကြိုဆိုပါတယ်။ကြည့်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ချင်းနဲ့ဂျေဇုတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။မလာနဆရှိရဲ့တောက်ကြနဲ့ ရှင်ရကုဩဝါဒစာခန်းကြီးလေးအငယ်33မှ39ယနေ့နတ်ပြန်ဣမီသောမျိုးတို့တွားကြကုန်အံလူမျိုး၌တနှစ်ပတ်လုံးနေ၍ကုံသွဲသဖြင့်အမျက်ရအောင်ပြုကြကုန်အံဟု ဆိုတတ်သောသူတို့ နားထောင်ကြလောနတ်ပြန်နေ့၌အဘယ်သို့ဖြစ်မီကို သင်တို့မသိကြသင်တို့အသက်သည်အဘယ်သို့သောအရာ ဖြစ်သည်နီခဏထင်ရှားပြီးမှ ်ကွယ်ပြောက်တတ်သောအခိုးငွေဖြစ်၏။ထာရဖျာသည်အလိုတော်ရှိ၍ငါတို့သည်လည်းအသက်ရှင်လျင်ဤသို့ပြုကြကုန်အံ့ထိုသို့ပြုကြကုန်အံ့ဟုတင်တို့ဆိုတင်ရာဖြစ်၏။ယခုတင်တို့သည်မိမိထောင်လွှားခြင်း၌ဝါကြွားကြသည်။ထိုသို့သောဝါကြွားခြင်းရှိသည်မြသည်မကောင်းမသင့်ဖြစ်၏။ထို့ကြောင့်ကောင်းသောအကျင့်ကိုတိလျက်မကျင့်ဘဲနေတော်သူသည်အပြည့်ရှိ၏ ထာဝရဘုရားသည်အလိုတော်ရှိ၍ငါတို့သည်လည်းအသက်ရှင်ရင်ဤသို့ပြုကြကုန်အံ့ထို့သို့ပြုကြကုန်အံ့ဟုတင်တို့ဆိုသင့်ရာဖြစ်၏ရှင်ရာကုတ်ဩဝါဒစာအခန်းကြီး၄ခန်းငယ်35ဘုရားသခင်၏အကြံအစီနောက်လိုက်ခြင်းဆိုရင်စိတ်ချအလုပ် project ကို ကျမအာရုံမဆိုင်နိုင်ခဲ့ပါကျမ၏ agency များမအောင်မြင်ပါကိုစိုးကြောက်မိသည် ကျမ၏စိုးရိမ်စိတ်ကမာနကြောင့်ဖြစ်ပေါ်လာသည်ကျမ၏အချိန်စရာနှင့်အစီအစဉ်များသည်အကောင်းဆုံးဖြစ်သည်ဟုယုံကြည်သောကြောင့်၎င်းတို့ကိုအနောက်ရှက်မရှိဆက်လက်ဖြစ်စေလိုသည် သို့သောကျမ၏အတွေ့၌မိ၏အကျံအစီကဖျား၏အကျံအစီဟုတ်ပါသလားဟုသည်မိကုံးတစ်ခုဝင်လာသည်မိမိ၏အချိန်အခွင့်အလမ်းများနှင့် အရင်းအမြစ်များအတွက်ပညာရှိသောဗန္နာဇိုးများဖြစ်ရန်ဖျားသခင်ကျမတို့ကို ခေါ်ယူစေစားသည်ဖြစ်၍ ြေတနာသည်ကျမ၏အစီအစဉ်၌မရှိမပါခဲ့ပါပြေတနာကကျမ၏စိတ်ကြီးဝင်ခြင်းဖြစ်သည်ဖျားသခင်၏ရည်ရွယ်ချက်နှင့်ကျမ၏အကျင့်အစီများကို သူမြည်သို့ဖြစ်မြောက်စေလိုသည်ကိုဂရုမမှုဘဲအစီအစဉ်ကို ကျမနားလေသဘောပေါက်ပြီး၎င်းတို့ကိုကျမဖြစ်စေလိုသည့်ပုံစံ၌သာအယုံဆိုင်ခဲ့သည်ရှင်ညာကုတ်ကသာရဖျားသည့်အလိုတော်ရှိ၍ငါတို့သည်လည်းအသက်ရှင်လျှင် ဤသို့ပြုကြကုန်အံထို့သို့ပြုကြကုန်အံဟုအာပေးထားသည်ကျမတို့သည်အရာခတ်သိန်းကိုသိပြီးကျမတို့၏အသက်တာကိုထိမ့်ချုပ်နိုင်သည်ဟုထင်မြင်ကယုံကြည်မှုလွန်ကဲသောစိတ်ဖြင့်မကြံစီပင်ဖျားသခင်၏အချုပ်ချာအာဏာနှင့်ဉာဏ်ပညာ၌အနံကလှုပ်ဆောင်ရမည်ဖြစ်သည် စင်စစ်မနှက်ဖြတ်ဖာဖြစ်မည်ကိုပင်ကျမတို့မသိပါ လူဘဝတွင်ကျမတို့သည် ခနာထင်ရှားပြီးမှကွေပြောက်တတ်သောအခိုးအငွေ့ကဲ့သို့ ကုညီရမဲ့အားနေသူများဖြစ်သည်ကျမတို့အသက်တိုင်းအရာခတ်သိမ်းနိုင်အခွင့်အာဏာနဲ့တကူသည်ဖျားသခင်၌တာလျင်ရှိပြီးကျမတို့နိုင်မရှိပါ နေ့ရက်တိုင်းတွင် ကိုတော်ခွင့်ပြုထားသောနှုတ်ကပတ်တော်များလူများ အရေးပြင်းများနှင့်အခြေအနေများအားဖြင့်သူ၏အလိုတော်နှင့်နည်းလမ်းများကိုလိုက်နာနေထိုင်ရန်ကျမတို့အားဖျားရှင်လမ်းပြနေသည်ကျမတို့၏အကျဉ်းစီများသည်မိမိဖြစ်ခြင်းသည့်အတိုင်းမဟုတ်ပေ

မြည်သည့်အကျံအစီများကို ကိုရော်၏အခွင့်အာဏာသို့တင်အပ်နိုင်နိုင်မည်။ချေရပါတော့ဖရာသခင် ကိုရော်နိုင်ဘုံခံရန်မိမိဘဝအတွက်ထားရှိသော ကိုပိုင်အစီအစဉ်များကိုစွန့်လွတ်ကာကိုရော်၏အကျံအစီကိုသာဆုပ်ကင်ထားရန်မဆတော်မူပါသခင်ယေရှုနာမကိုအမိဖြူ၍ဆုတောင်းပါ၏အာမင် နေ့စဉ်ခွန်အားကို ကြည့်ရှုနားဆင်နေသူများအားလုံးအပေါ်မှာဖျားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။